2020မှာတော့အဲမဲရလက်တွေကမဲမဲသမောင်းလို့ရှိတယ်လို့ကြောပြောရင်တော့ရုပ်ကောက်ကိုကြီးပြတ်သွားတယ်ပြတ်သွားပြီခု2025မှာပေါ်တယ်လို့ကြောအသာဒီတကယ်တမ်းအဲပြည်သူတွေရဲ့ထွက်ပေါက်လေးပြောလို့ရတယ်ဟာလာနိုင်ငံတော်ရဲ့ထွက်ပေါက်လေးပြောလို့ရတယ်လောလောဆယ်ရော်ရီတိုင်းဒေတာကြီးပါတီမှာအဲကွန်မတီပေါင်း15ဦးရှိပါတယ် ကျွန်တော်တို့ဥက္ကဋ္ဌတာဝန်နဲ့တာဝန်ယူပြီးတော့အသွေးမှုပန္နာရေးမှုတွေကျန်တဲ့ကော်မတီကိုလုပ်စုစံအောင်လုပ်အောင်နိုင်ရေးလုပ်ငန်းတွေကိုလည်းဒီဇိုင်းမှမှဆက်နေရှိပါတယ်။လက်ရှိမှာ EOD တိုင်းမှာ26မြို့နယ်ရှိတဲ့တွေ့ရအောင်ဒီတို့လွတ်တော်မှာလည်း26 FPT ပေါ့26ဒီတို့လွတ်တော်မှာတက်တယ်။မြို့သားလွတ်တော်မှာတော့6ဦးပေါ့ကျွန်တော်တို့မဲဆန္ဒနဲ့6ခုရှိပြီးတော့ဒီသားလွတ် FPT 6ဦးပြန်ပါမယ်။ မြို့သားလူတို့ရဲ့ပီအားတော့မစ္ဆန္ဒနေပြီတစ်ခုရှိပြီတော့ဒီဘက်တစ်ဖက်မှာ၃ဦးနဲ့တစ်ဖက်မှာ၃ဦးစုစုပေါင်း၁၂ဦးဒါ FBD မှာ6ဦးနဲ့ပီအားမှာ6ဦးစုစုပေါင်း၁၂ဦးပြန်ပါမယ်အတိုင်းဒေသကြီးမှာတော့ FBT နဲ့ပတ်သက်ပြီးတော့26မြို့နယ်မှာ1မြို့နယ်2မြို့နယ်26မြို့နယ်မှာပဲအဲတိုင်းရင်းသားကြီး PR နဲ့ပတ်သက်ပြီးတော့မေဆန္ဒနေပြည်လေးခုဖြစ်ပြီးတော့နေပြည်တက်မှာတော့9မြို့နယ်အဲနေပြည်နှစ်မှာတော့6မြို့နယ် နေမီသုံးမှာတော့ခုနှစ်မျိုးနေနေလင်းနေမီလေးမှာတော့6မျိုးနေအစုစုပေါင်းအပီရမှာလည်း26ခုဖြစ်ပါတယ်ကင်တိုင်းသားရေးရနဲ့ပတ်သက်ပြီးတော့တူရခိုင်တိုင်းသားရေးရနဲ့ပတ်သက်ပြီးတူအစုစုပေါင်း62ဦးဝင်ရောက်ရှင်းပြရင်တော့မှာဖြစ်ပါတယ်အဲတော့ရေဝတီတိုင်းဒီကရေးနေလေအဲပရမပိုင်းအပိုင်းမှာ10မျိုးနေပတ်ဝန်းပါတယ်အဲတော့ခေမျိုးကြီးများဖြစ်တဲ့ပတိအမြောင်းများအင်းတရာ အဲပြီးတော့လက်ဘော်တာအမူပင်အမြောင်ပြီးတဲ့ခါကျကျုံမျိုးပြီးတော့ချန်ကင်းမျိုးနဲ့ကိုစုစုရှိမှုနဲ့ပထမဆုံးစပြီးတော့ရောက်ရှိပင်မှာဖြစ်တယ်အဒုတိယပိုင်းမှာတော့ကုမျိုးနဲ့တတိယပိုင်းကုမျိုးနဲ့ဖြစ်တဲ့လို့ရောအခုချိန်မှာတော့ပထမဆုံးရှင်မြဲမြဲရှိမှုနဲ့ရတော့အဥက္ခရာကုတိုင်းနဲ့ရှိမှုနဲ့မှာအောင်နိုင်ရေးနဲ့ပတ်သက်ပြီးတော့အဲတော့ရောက်ပြီတော့တောင်းပီဆောင်ရွက်ခဲ့တယ်ဒီရှိမှုနေရာလဲအဲတောက်လျှောက်ပဲဒီဘက်ကနေပြီးတော့တတ်မှတ်ထားတဲ့ကာလ28ရက်နေ့ကစပြီးတော့ အောင်နိုင်ရေးလုပ်ငန်းကိုကော်မရှင်ထပ်မတင်ပြီးတော့တောက်လျှောက်ဒါလုပ်နေတဲ့အပိုင်းရှိပါတယ်။ရွေးကောက်ပွဲရတော့နံပါတ်၁ကတော့အဲရွေးကောက်ပွဲကြီးအောင်နိုင်ဖို့ရည်ကြီးတာပေါ့နော်ဖြစ်နိုင်ဖို့ရည်ကြီးတာပေါ့။ဘာဖြစ်လို့ဆိုတော့ရွေးကောက်ပွဲက2010မှာတကြိမ်2015မှာတကြိမ်2020မှာတကြိမ်ဖြစ်ခဲ့တယ်။2020မှာတော့အဲမဲရလက်တွေကမဲမဲသမားတို့ရှိတယ်လို့ကြောပြောရင်တော့ရွေးကောက်ပွဲကြီးပြတ်သွားတယ်။ပြတ်သွားပြီးခု2025မှာပေါ်တဲ့အတွက်ကြောင့်ဒါဒီတကယ်တမ်းအဲပြည်သူတွေရဲ့ ထွက်ပေါက်လေးပြောလို့ရတယ်ဟာလာနိုင်ငံတော်ရဲ့ထွက်ပေါက်လေးပြောလို့ရတယ်တကယ့်ကိုအခွင့်အလမ်းကောင်းတဲ့ဒါယူကောက်ပွဲကြီးဖြစ်ဖို့အတွက်နံပါတ်၁ကတော့ဒါယူကောက်ပွဲကြီးအောင်မြင်အောင်လုပ်ဖို့အတွက်ပြည်သူလူထုတွေမဲပေးနိုင်ဖို့အတွက်ဒါနဲ့ပတ်သက်ပြီးတော့ဒါ CEO ဆောင်ရွက်ခြင်းဖြစ်ပါတယ်အဲနောက်တစ်ချက်ကတော့မိမိတို့ပါတီကတော့1993လေးအသင်းဘဝတည်ပြီးတော့ခုကာလမှာပါတီဝင်ပေါင်းလဲဟာလာနှစ်တန်းကျော်သုံးတန်းကျော်ရှိနေပါတယ်ပါတီဝင်ကလည်းကောင်းတယ်ကိုယ်စားလှယ်တဲ့တနင်္ဂနွေလုံးမှာအပြည့်အဝရွေးနိုင်တဲ့အတွက်ကြောင့်အစိုးရတောင်းပန်ပြီးလို့ရှိရင်လည်း ဒါတောင်လုံးထိုင်တဲ့အသိပညာရှင်တပ်ပညာရှင်တွေရှိနေတဲ့ဘက်ကြောင့်အဲဒီရွေးကောက်ပွဲမှာမီးတို့ပါတီကိုအဲဒီဘက်ကနေပြီးတော့ပါတီဝင်အပြင်ပေါ့နော်ပါတီဝင်ရန်သူတွေမေးပြီးမယ်ဆိုရင်အဲကျွန်တော်တို့ကအယူကောက်ပွဲမှာနိုင်မည်သဘောရှိပါတယ်နိုင်လို့တောင်းပေးခဲ့လို့ရှိရင်လည်းနိုင်ငံလုံးနဲ့ပတ်သက်ပြီးတော့အဲနိုင်ငံရေးကဏ္ဍတွေစီးပွားရေးကဏ္ဍတွေလုံခြုံရေးကဏ္ဍတွေအစအစအရာကိုမီးတို့ပါတီရတယ်ပြီးတော့တောင်းယူနိုင်ပြီဆိုပြီးတော့ဒါလေးတွေကိုစီယုံပြီးတော့ဆောင်ရွက်နေပြီဖြစ်ပါ ဟိုအဓိကအဖြစ်ကတော့ဟိုရွေးကောက်ပွဲကအခု2025ကရွေးကောက်ပွဲကိုယ်စားလှယ်တွေကိုတက်မှတ်တဲ့အရေးချင်းတွေကလည်းပြောင်းလာတာပေါ့နော်။အဲနံပါတ်1ကတော့ဆယ်တန်းဖြည့်ဘူးတဲ့သူဖြစ်ကမယ်။အဲနောက်တစ်ခုကလည်းမိဘနှစ်ပါးကလည်းကိုယ့်ရဲ့မိဘစင်မှာမိဘနှစ်ပါးကလည်းနိုင်ငံသားဖြစ်ကမယ်။အစားတရားပြအခွန်ကင်းလို့ခွင့်ရဟိုသာငွေရေးကြီးအပိုင်းတွေအစားတနင်္ဂနွေမှာအစင်နဲ့တစ်ဆက်တစ်ဆက်နေထိုင်ရမယ်ဆိုတော့ဒါလေးတွေကကော်မရှင်ကလည်းအသေးစိတ်စစ်ဆေးပါတယ်ဒီနေ့ကမတူပါဘူး မတူတဲ့အတွက်ကြောင့်ကိုမရှင်းရတဲ့တတ်မှတ်ထားတဲ့စီကံတွေကိုလည်းကျွန်တော်တို့မလိုက်နိုင်လို့မရဘူး။နံပါတ်1ကစီယူနဲ့ခမလနံပါတ်1ချားပါတီအကြောင်းကိုအားနေချစ်တွေမပြောဘူး။နော်။ပြီးတဲ့အခါကျတတ်မှတ်ရောအကြောင်းမကိုမပြောဘူး။ဒါလေးတွေကကော်မရှင်တတ်မှတ်ထားတဲ့အချက်တွေရှိပါတယ်။ဒါပါတီတိုင်းမှာတူညီတဲ့အခွင့်အရေးရှိတဲ့အတွက်ကြောင့်ကော်မရှင်ခွင့်ပြုခြင်းမရှိတဲ့လုပ်ငန်းစီတွေကိုတော့ကိုပါတီကိုယ်စားလှယ်လောင်းတွေကလုံးဝမလုပ်ဖို့တော့ဒါစာနဲ့ဆိုတော့ကောင်းနှုတ်နဲ့တော့ဒါတွေကအတိပေးထားပြီးဖြစ်တဲ့အတွက်ကြောင့် ော်မရှင်ခွင့်ပြုချက်ရှိတဲ့လုပ်ငန်းတွေဒါဒါမဲဆွေစည်းရုံးမှုဒါလေးတွေကိုဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ပါတယ်ပါတီတွေကိုခုတည်းရလောက်တော့မဟုတ်ပါဘူးเนาะပါတီကိုပြန်ပြီးတော့ refund လုပ်ပြီးဆိုတော့ပါတီကိုပြန်လဲဖွဲ့စည်းပြီးဆိုတော့အဘိုးအစ်မပြန်လဲဖွဲ့စည်းခဲ့တယ်ဘူစင်မှာဆို45ဦးပေါ့နော်စီစီ45ဦး ਨੇ ဖွဲ့စည်းခဲ့တယ်အတိုင်းအဆင့်ခရိုင်အဆင့်မြို့နယ်အဆင့်ရဲကြီးအဆင့်တွေအားစပြန်လဲဖွဲ့စည်းပြီးတဲ့အခြေခံစပြီးတော့အောင်နေရုပ်ပဲရည်မှန်းပြီးတော့နံပါတ်1ကတော့ဖွဲ့စည်းဖို့မှန်ကန်ရေးကိုဆက်ဆောင်ရပါတယ် အဲ positive မင်္ဂလာရေးပြစ်ပြီးတဲ့အခါမှာနံပါတ်1ကတော့လူမှန်နေရာမှာဖြစ်ရေးပေါ့နော်တောင်းယူမှုတောင်းခံမှုတွေလုပ်ရေးဖြစ်တယ်နံပါတ်3ကတော့ပြည်သူအကျိုးပြုလုပ်ငန်းတွေကိုဆက်ဆက်မပြတ်လုပ်ဆောင်ရေးဆိုပြီးအဲ့ဒီကလေးကလုပ်ချင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့မဲဆွေစီယုံနဲ့ကာလတတ်မှတ်ထားတော့လည်းပဲဒီမတိုင်ကြီးတွေကဒီဘက်ကနေပြီးတော့ရက်90စီမံချက်တွေလုပ်ခဲ့တယ်အဲပတိဌာနချုပ်ကဥဆောင်တဲ့ဥပမာအဖြစ်ရာတွင်သေးပြောင်းလဲရေးတွေလုပ်ခဲ့တယ်ဓာတ်လူဆက်ဆက်ရေးတွေလုပ်ခဲ့တယ်အဲဒါလေးတွေကိုအဲပြည်မှန်တိုင်းဆိုတဲ့ ဒါလူမျိုးရေးအဖွဲ့အစည်းတွေကိုလုတ်ပြီးတော့မှဒါကိုအောင်နိုင်ရေးနဲ့ပတ်သက်ပြီးငွေတွေကစိုက်ဆက်တမန်နဲ့ဆောင်ရွက်နေခြင်းဖြစ်ပါတယ်လို့ပြောပါတယ်ကွန်ဝင်နေပြောတော့ရောက်ဒီတိုင်းဒေသကြီးရဲ့ရွေးကောက်ပွဲကပါတီတစ်ခုတည်ထောင်ပြီးဆိုတော့နံပါတ်1ကအောင်နိုင်ဖို့ပါပါတီအောင်နိုင်ဖို့ဘာဖြစ်လို့ပါတီအောင်နိုင်ရင်လဲဆိုလို့ရှိရင်အဲဒီပြည်သူတွေကိုအကျိုးပြုလုပ်ငန်းတွေကိုထဲထဲမှမလုပ်နိုင်တဲ့နေရာပါဝင်ဖို့ဖြစ်ပါတယ်အဲနံပါတ်1ကတော့လှုပ်တော်မူစရာဒီဖြစ်သွားပြီဆိုရင်အဲပြည်သူတွေမှာရှိတဲ့ဟဲ့လား ဒီသူတွေနဲ့လည်းလျောညီထွေတဲ့ဥပဒေတွေပြင်ဆင်တာတွေပြုပြင်တာတွေရုပ်သိမ်းတာတွေအစားထိုးတာတွေအသစ်ပြဋ္ဌာန်းတာတွေဒါတွေလုပ်မယ်။အဲပြီးတဲ့အခါကျတော့ဟိုချက်နယ်ဘဲလင်းဆိုတဲ့အစိုးရနဲ့ပတ်သက်ပြီးတော့လုပ်ငန်းစဉ်တွေကိုလည်းဒီလွှတ်တော်ရတဲ့ပြီးတော့ဒါထိန်းချုပ်မဲ့ကိစ္စတွေလုပ်မယ်။အဲနံပါတ်3တစ်ချက်ကတော့အဲမလုပ်မလဲဆိုတော့ ဖွံ့ဖြိုးရေးကိစ္စတွေပေါ့နော်ဒေတာဖွံ့ဖြိုးရေးကိစ္စကိုဆောင်ရွက်မယ်နံပါတ်၄ကိစ္စကတော့ဒေတာရဲ့ဖွံ့ဖြိုးရေးကိစ္စတွေကိုဘတ်ဂျက်ထဲကိုပါဝင်နိုင်ရေးအတွက်ဒါတွေကိုဥတီပြီးတော့ဒါဆောင်ရွက်တယ်လို့ပြောလို့ရပါဘူး62ဦးလုံးအောင်မြင်ဖို့ဆိုတော့ခရင်ပါပဲဘာဖြစ်လို့လဲဆိုတော့ပြိုင်နေဆိုတဲ့အခါကျသူအားကိုယ်အားတွေရှိပါတယ်အဲ့တော့များသောအားဖြင့်ကတော့များသောအားဖြင့်ကတော့ဒီဘက်ကတော့ကိုပါတီ62ဦးမှလည်းဘယ်လိုပဲပြောပြောအင်အားပြပြဝဝအကုန်လုံးမဖြစ်နိုင်တော့မှအဲရခိုင်တို့များများနဲ့ရန်နိုင်မေးလို့ဒါလေးညွှန်မှန်းထားပါ ဒီနေ့ online ကိစ္စတွေဝိုင်းပြီးတော့အကျင့်တိုင်းပြီးတော့ဖြေရှာကြတယ်တော့တခါတွေ့ဆုံတဲ့အခါမှာပြည်သူတို့မှာတွေ့ဆုံတဲ့အခါအဓိကအဖြစ်ရတော့အဲဒီမှတ်ပုံတွေဘာမှမေးပြလို့ရမယ်ဆိုတော့သူကမှတ်ပုံတွေရရှိရေးပေါ့တော့ကျန်တဲ့အခက်ခဲအကျက်တဲတွေလို့အဲဒါလည်းကိုယ့်ရဲ့ပါတီကောင်းဆောင်တွေကိုတင်ပြရင်းဖြစ်ပါတယ်ဒါဒီနေ့အစီအစဉ်လေးဖြစ်ပါတယ်ပြည်သူတွေကိုအကျိုးပြုတဲ့လုပ်ငန်းတွေကိုစပြီးအသိအပေါ်ပေါက်တွေကဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်အခုလည်းပြည်သူတွေရဲ့ အကျိုးပေါ့နော်နိုင်ငံရဲ့အကျိုးတွေကိုမှန်မြော်ကုတ်ပြီးတော့ကျွန်တော်တို့စီဝေးလင်ခန်းတွေကိုစီဝေးကာလာစတင်နေရဆောင်ရွက်တယ်ဆောင်ရွက်လို့ပြည်သူတွေကနေပြီးတော့မှကိုယ့်ပါတီကိုဟလာသဘောကျပြီးတော့မဲပေးလို့ရှိရင်ကိုယ်စားလှယ်တွေဖြစ်သွားလို့ရှိရင်လည်းပြည်သူအကျိုးနိုင်ငံအကျိုးတွေကိုဆောင်ရွက်မယ်လို့ဒါလေးပဲကျွန်တော်တို့ပြောလို့ပါတယ်